ရခိုင်ယုံမအရှိရှမ်းပဲခူးတိုင်းဒေသကြီးပန်းတောင်မြို့နယ်အုတ်ရှိပင်မြို့မတုံရွာကပါစ16အနီးကအကျန်းဖတ်စစ်တပ်ရဲ့အခိုင်အမာတိဆောက်ထားတဲ့ကာကင်စခန်းတစ်ခုကိုအရခတ်တတော်အေးနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာလ14ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့သတင်းရရှိပါရယ်။ တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ရဲ့အမျိုးသမီးတွေအပါအဝင်မိသားစု30လောက်ကိုပါလက်ရဖမ်းဆီးရမိခဲ့ပြီးစစ်သား40ကျော်တေဆုံးကလက်နက်ခေယမ်းတွေကိုပါသိမ်းဆီးရမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တယောက်ကနရင်းစရာကိုအတည်ပြုပြောဆိုပါရယ်အဲဒီကာကင်စကန်ဟာကပါစာ16ဆက်ယုံကိုကောက်ွေဖို့အတွက်အထက်ထရှထားတဲ့ကာကင်စကန်တွေအထက်ကတစ်ခုဖြစ်ပြီးကပါစာ16ကိုမရောက်ရှိခင်အရင်ကတည်းကအခိုင်အမာတည်ရှိတဲ့စကန်ကုန်းတစ်ခုဖြစ်တယ်လို့ဒေသခံတွေကပြောကြပါရယ် တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဖက်က40ထက်မနည်းတေဆုံးပြီးတော့လက်နက်ခဲယံတွေအများအများကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တယောက်ကပြောပါရယ်။ရခိုင်ရိုးမအောက်ရှေ့မှာရှိတဲ့မတုံရွာနာက ကပ္ပစ16ဟာဘုံသီးအမျိုးမျိုးခဲယံအမျိုးမျိုးထုတ်လုပ်နိုင်ဖို့အတွက်ရန်အန်ဒီကရှက်တဲ့ကပ္ပစဆက်ယုံတစ်ခုဖြစ်ပါရယ်။ ရခိုင်ရုံးမနဲ့ထိဆက်နေတဲ့ပန်းတောင်မြို့နယ်အတွင်းကကာကွယ်ရေးပစ္စည်းဆက်ယုံ9ယုံရှိပြီးတော့အရခတက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်တွေရဲ့ထိုးစစ်ဟာကပ္ပဆာဆက်ယုံတွေအနောက်ကိုတဖြည်းဖြည်းရောက်ရှိလာနေပြီလို့သိရပါဗျ။ပန်းအောင်မျိုးနယ်အပိုင်းအုတ်ရှိပင်မျိုးကမြရွာမှာကပ္ပစာ9ညောင်ချေတောက်ကြီးရွာမှာကပ္ပစာ6ညောင်ချေတောက်ဆက်ယုံနယ်တဆက်ထဲမှာကပ္ပစာ3မတုံရွာနားမှာကပ္ပစာ16ပသိမ်မုံရွာလမ်းပိုင်းအနားမှာ အုတ်ရှိပင်မျိုးနဲ့ကြောက်ဖူးကျေးရွာမှာတော့ကပ္ပစကိုတို့တည်ရှိပြီးအဲ့ဒီဆက်ယုံတွေဟာလက်ရှိရှင်းလျှောက်ခံနေရတဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်တယ်လို့စီရေးလေးလာသုံးသပ်သူတွေကပြောကြပါဗျ။ကျွန်မအင်းမြတ်ခိုင်ပါ။